ရတိချန်ခန်းချင်းနဲ့ပိုင်ငယ်ဆနစ်ကနဲ့ဆက်ခွန်မှာဖော်ပြထားတဲ့ပေရဂန်တင်းတို့အကြောင်းကိုလေ့လာကြည့်တဲ့အခါပေရဂန်ဆိုတဲ့စကားလုံးကခုတ်တစ်ခြင်းတောင်မှမဟုတ်ပိုင်ပြတ်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။ဒီအမည်ကဒီတင်းတို့ကိုဝန်းရံထားတဲ့ဝိညာဉ်ရဲ့ရာဆွပွဲနဲ့သူ့ရဲ့တစ်တေခံမှုမှာမလွေးမတွေကြုံတွေ့ရမယ့်အရာကိုညွှန်းဆိုနေပါတယ်။ယေရှုခရစ်ကဒီတင်းတို့ကိုငါ၏တစ္ဆာရှိတော်တစ်တေအန်တီပရှိရာနေရာစာရန်ရပလင်ရှိရာနေရာမှာထိုင်နေသူအဖြစ်မိန့်မှားထားတာတွေ့ရပါတယ်။ ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါ။၃မိနစ်စာနောက်ဘက်တော့မှပြန်လည်ကြိုဆိုပါရစေ။ဒီနေ့တော့တစ္ဆာရှိလျက်နဲ့တေချင်းတရားကိုကြုံရတဲ့အတန်တော်ဆိုတဲ့ကောင်းဆင်နဲ့ဝင်ကတော့ပါမယ်။ရှေးဦးစွာစာတန်နေထိုင်ရာမှာနေထိုင်ခြင်းပိုင်ရဲ့ဆနေကနဲ့စတုံးမှာယေရှုကဒီတင်းတော်ကိုစာရန်ရက်ပလင်ရှိရာမှာထိုင်နေသူများအဖြစ်ဖော်ပြထားပါတယ်။ ဒီစကလုံးကဘာသာရေးဆွန်ဆမှုအကြီးမားပြီးအသက်အခံများသည့်ပတ်ဝန်းကျင်ကိုယွန်းဆိုနေတာဖြစ်ပါတယ်။ဒိုရိုပီရဂန်အတင်းတော်ဟာသူတို့ရဲ့ယုံကြည်ခြင်းကိုခိုင်မြဲစွာစုပ်ကိုင်ထားပါတယ်။သူတို့ထဲမှအန်တီပါဆိုသူဟာ ယေရှုအတွက်အသေးခံရမှာအသက်ဆုံးတဲ့အသည့်တစ္ဆာရှိခဲ့ပါတယ်။ယေရှုကအေရာကိုငါ့၏တစ္ဆာရှိတော်တဲ့တဲ့အဖြစ်ချီးမွမ်းထားပါတယ်။ဒါကကျွန်တော်တို့ကိုတင်ပေးတာကဖျားရခင်ရဲ့နာမတော်အတွက်ဆင်းရဲဒုက္ခကိုကြုံတွေ့ရသည့်တိုင်တစ္ဆာရှိရာအရေးကြီးကြောင်းဖြစ်ပါတယ်။ဝိညာဉ်ရဲ့ရာဆင်းရဲအဖြစ်အတတိပေးချက် ပိုင်ငယ်၁၄ကနေ၁၅ယေရှုကပေရကအတန်းတော်ကိုပြစ်တင်ရှောက်ကြတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ဘာလံရဲ့အယူကိုဆွဲကင်ထားသူများရှိနေပါတယ်ဘာလံကအစ်တီလာလူမျိုးများကိုချိန်ဆရန်ဝေကြီးယူခဲ့သူဖြစ်ပြီးနောက်ဆုံးမှာဖျားသခင်ရဲ့လူများကိုဒုက္ခရောက်စေရန်လက်ကွက်နဲ့တွင်တင်ခဲ့သူဖြစ်ပါတယ်ဘာလံရဲ့တွင်တင်ချက်ဟာပညတ်တော်ချိုးပေါခြင်းပညတ်တော်ချိုးပေါခြင်းနဲ့ကာမဂုဏ်ခံစားခြင်းကိုခွင့်ပြုသည့်ဝိညာဉ်ရေးရာယူရင်းမှုကိုဆိုလိုပါတယ်ယနေ့ခေတ်မှာလည်းဖျားသခင်ရဲ့ခြေဆုတော်ကိုအကြောင်းပြုပြီးဂျူးဆိုင်ပြုရန်ခွင့်ပြုတဲ့အတုအယော င်တူတင်ချက်များရှိနေစေဖြစ်ပါတယ်။အောင်ပွဲခံမဲ့သူများပေးမဲ့ကတိတော်ပိုက်ငယ်16ကနေ19ယေရှုကဤပြဿနာများကိုရင်ဆိုင်ပြေရှင်းမဲ့ဖြစ်တဲ့အကြောင်းမိန့်မှာထားပါတယ်။သူဟာကတွင်းတန်လျက်နဲ့တိုက်တော်တရားသူဖြစ်ပါတယ်။တော်တော်ဒီတတိပေးချက်နဲ့အတူခြင်းမြတ်တော်ကတိတော်ကိုလည်းပေးထားပါတယ်။အောင်မြင်သောယုံကြည်သူအားဝတ်ထားသောမာနနဲ့ကြောက်ဖြူလက်ဖွဲ့ပေးမယ်လို့ကတိပေးထားပါတယ်။ဝတ်ထားသောမာနဟာဖျားရခင်မှဝိညာဉ်ရဲ့အာဟာရပေးခြင်းကိုဖော်ယွင်းပြီးကြောက်ဖြူလက်ဖွဲ့ကကောင်းကင်နိုင်ငံတော်မှာအတိတ်တော်နာမ မယ်ရရှိခြင်းကိုဆိုလိုပါတယ်။ဤအရာကဖျားရခင်ကသူ့အတွက်တွဆရှိစွာခံစားရသူများအားသာရဆုလအဖြစ်ပေးမည်ဖြစ်ကြောင်းဂတိပေးထားတာဖြစ်ပါတယ်။တတိပေးနေပါတယ်။တမမွေဆွေများပေရဂန်တင်းတော်ဟာကျွန်တော်တို့ကိုနှက်ဆိုင်တဲ့သင်ခန်းစာများပေးစွမ်းနိုင်ပါတယ်။ပထမတစ်ချက်ကျွန်တော်တို့ဟာခရိယံဘဝမှာဆင်းရဲဒုက္ခကြုံတွေ့ရမှာကိုမှတ်ယူရမှာဖြစ်ပါတယ်။တို့တော်ပေရဂန်ကဲ့သို့ပင်ယေရှုကိုယ်တိုင်ကျွန်တော်တို့နဲ့အတူရှိပြီးကျွန်တော်တို့ရဲ့တွဆရှိမှုကိုတည်မြဲတော်မူကြောင်းယုံကြည်နိုင်ပါတယ်။ဒုတိယတစ်ချက်ကျွန်တော်တို့ဟာဝိညာဉ်ရဲ့ ရာယိုရင်မှုနဲ့အတုအယောင်တုန်တင်ချက်များကိုတည်ထားရပါမယ်။ဘာလံရဲ့တုန်တင်ချက်ကိုရှောင်ကျင်ရမယ်။ကျေးဇူးတော်ကိုအခွင့်ကောင်းယူပြီးဒုစရပြုခြင်းမှရှောင်ကျင်ရမှာဖြစ်ပါတယ်။တတိယတစ်ချက်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းခရင်းမှာတွဆာရှိစွာယက်တီပါကဖျားရခင်တမ်းမှခြင်းမြတ်သောဆုလက်များကိုရရှိမယ်ဖြစ်ကြောင်းတည်ရပါ။ကျွန်တော်တို့ဟာပေရကန်အတင်းတော်ကိတို့တွဆာရှိတော်တည်တည်များဖြစ်ရန်ဘုန်းကြီးရဲ့ရာယိုရင်မှုကိုရှောင်ကျင်ရန်နဲ့ဖျားရခင်ရဲ့ကတိတော်ကိုမျှော်လင့်ခြင်းဖြင့်အသက်ရှင်ကြပါစို့လို့တိုက်တွန်းခွန်အားပေးဝင်ကားလိုက်ပါရစေ။ အားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။